ချမချမရွှေစနေတမီအလုံးမင်္ဂလာပါနော်ချမချမရွှေစနေတမီဒီကိုဒီတစ်ပတ်တာကလာမှာတွေ့ကြောမကန်ချမအစိုးကောင်းနေတဲ့အတူဆောင်းရှောင်းရင်လေးတွေကိုလေးပြပြပေးပေါ်မှာဖြစ်ပါတယ်စနေတမီအတွက်ကြောက်ရလာတဲ့ကန်မစ်ကလေးကတော့ရေခွက်နှစ်ခွက်ဆိုတဲ့ကန်မစ်ကလေးပဲဖြစ်ပါတယ်ကန်မစ်ကလေးရဲ့စနေတမီဒီကဒီကလာလေးတွေမှာမိမိကအလုံးနေရအိမ်နေရအပြောင်းရွှေ့လေးတွေဖြစ်တတ်တယ်ပေါ့နော်စနေတမီရဒီကလာလေးတွေမှာလုပ်ငန်းကံကံကိစ္စရင်းနဲ့ပတ်သက်ရင်မိမိကအလုံးမှာရာရုတိုးတာတို့အလုံးမှာတဆင်မြင့်လာတာတို့အဲမိမိ အဲကကိုပိုင်စီးပွားရေးလုပ်နေတဲ့သူဆိုရင်မိမိကစီးပွားရေးမှာဖြစ်မြအောင်မြင်လာတာတို့ဒါမျိုးလေးနဲ့တွေ့ကြုံရတဲ့စနေသမီးတွေအဓိကလားလေးမှာငွေကြီးနဲ့ပတ်သက်ရင်မိမိကငွေအစုလိုက်အပြုံလိုက်ဝင်လာတတ်တယ်။ငွေဝင်မှုအကြောင်းကြီးကလည်းပေါ်လာတတ်တယ်။စနေသမီးတွေအဓိကလားလေးတဲ့မှာပေါ့နော်တင်းလာတဲ့ပစ္စည်းတွေလည်းဝင်တတ်တယ်။အဥမာကားတို့အဲတခြားသောတင်းလာတဲ့ပေါ့နော်အဲ တင်းလန့်တဲ့ပစ္စည်းတွေဟိုဝင်လာတတ်တယ်အကျိုးပေးတတ်တယ်စနေသမီးတွေအဓိကလာလေတဲ့မှာပေါ့နော်မိမိကရေလန်းခီးကဧည့်တဲ့ရောက်လာတာတို့ဒီဧည့်တဲ့ကလည်းမိမိအတွက်အကျိုးပေးတဲ့ဧည့်တဲ့မျိုးဖြစ်တတ်တယ်စနေသမီးတွေအဓိကလာတဲ့မှာအလုံးနေရာတို့အိမ်နေရာတို့အပြောင်းအရွှေ့လေးတွေအနေငယ်တော့ဖြစ်တတ်တယ်အဲဒါပေမဲ့မိမိအတွက်ပေါ့နော်အဲအိုးအိမ်ဆိုလို့ရှိရင်လည်းမိမိအတွက်ပေါ့နော်ကောင်းသောပြောင်းလဲခြင်းမျိုးဖြစ်တတ်တယ်ဥမာအိမ်ပြင်ရတာတို့အိမ်ဆောက်ရတာတို့အဲ အိမ်နေရပေါ့နော်အဲဒီနေရာနေပြီးတော့အပေါ်တက်ကိုပြောင်းရတာလို့ဒီလိုမျိုးအပြောင်းအရွှေ့လေးတွေအနေငယ်လေးဖြစ်တတယ်အဲစနေသမီးတွေအဓိကလာတယ်မှာမကြာခဏဆိုလို့ခီးလက်ထွက်ရတတယ် ဒါပေမဲ့ထွက်ရတဲ့ခီးကလည်းမိမိအတွက်ကောင်းသောခီးမျိုးလည်းဖြစ်တတ်တယ်။စနီတသမီးတွေအဓိကလာတဲ့မှာမိတ်ဆွေတူတယောက်ကြောင့်မိမိကစိတ်ပူပင်တော့ကလည်းရောက်ရတတ်တယ်။တသမီးရှိတယ်ဆိုလို့ရှိရင်လည်းတတိထားဒီတသမီးကအိမ်ကနေထွက်သွားရတာတို့အဲတသမီးကြောင့်မိမိကစိတ်တော့ကရောက်နေရတာတို့ဒါမျိုးလေးနဲ့လည်းတွေ့ကြုံရတတ်တယ်။စနီတသမီးတွေအဓိကလာလေးတဲ့မှာချစ်သူအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်။ မိမိကအချစ်သူအိမ်အောင်ဘက်နဲ့မိမိနဲ့ပေါ့နော်အအဆင်ပြေနေတာတို့အချစ်သူအိမ်အောင်ဘက်ကြောင့်မိမိကပေါ့နော်အစိတ်ချမ်းသာရတာတို့သူနဲ့ကိုယ်နဲ့ပေါ့နော်အအတူတူပူးပေါင်းပြီးတော့အတူတူပူးပေါင်းပြီးတော့ပေါ့နော်အအစုမိစောင်းမိတာတို့အတိုင်မင်တာတို့အတိုင်မင်တဲ့ကိစ္စလေးတွေပေါ်လာတာတို့အဒါမျိုးလေးတွေနေတွေ့ကြအောင်တက်တယ်အ စနေသမီးတွေအဓိကလာလေးတက်မှာပေါ့နော်အဲမိမိကကျမရင်နဲ့ပတ်သက်ပြီးရင်မိမိကနှလုံးရောဂါဖြစ်တာတို့အဲမိမိကမောတာတို့ရင်ကျက်တာတို့အဲဒါမျိုးလေးဖြစ်တတ်တဲ့အတွက်ကြောင့်သတိထားသင့်တယ်စနေသမီးတွေအဓိကလာလေးတွေမှာမိမိကပေါ့နော်တိလာရှင်ဆရာလေးတစ်ပါးပါးကိုမိမိကငွေတစ်ထောင်နဲ့တရွတ်အဆက်ကလှူဒန်းခြင်းဖြင့်မိမိရဲ့ကံညာခိုက်တရားပြပြောက်သွားစေမယ်လက်ကီကလာလေးကတော့အပြာရောင်တို့အဝါရောင်တို့ကလက်ကီကလာလေးဖြစ်ပြီးတော့6ခန်း၄ခန်း၃ခန်းနေရတော့မိမိရဲ့လက်ကီခန်းလေးတွေပဲဖြစ်ပါတယ်အလုံး င်ကျေးဇူးတင်ပါတယ်ကျမနာမည်ကတော့စမအင်းကြီးကျမပါနောက်ပြီးတော့လေးကျမပြန်ဆုံဝင်တော့ကျမချင်းမိတ်ဆွေအဲစနေတဲ့နေ့လေကိုစိတ်နှပြကျမချမ်းသာလို့စီးပွားဥစ္စာများဒီရလာတနေ့တခြားတိုးတက်အောင်မြင်ရရှိချမ်းသာပါစေလို့ကျမဒီ